နမောတတဗကဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတာနမောတတဗကဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတာနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာခန္ဓာနိဒေသခန္ဓာတို့ကိုအပြည့်ပြည့်ချက်ဝိတ္တုတိမကတဲ့ ပညာကထာပညာကိုပြဆိုချက်ယခုအခါဤသို့အဘိညာဉ်တို့၏အစွမ်းအားဖြင့်ရရှိပြီးသောအာနိသင်အကျိုးရှိသည့်ဖြစ်၍တာ၍ခိုင်ခံသောတမာရိဘာဝနာနှင့်ပြည့်စုံသောယဟန်သည်ပညာရှိသော လူသည်တိလ၌တည်၍စိတ်ကို၎င်းပညာကို၎င်းပွားစေသောဟူသော ဤဒေသနာစကားထဲ၌စေကိုပရဏပြု၍ညွန်ပြထားသောတမာရီကိုခတ်သိမ်းသောအချင်းရာအဖြင့်ပွားစီပြီးဖြစ်လေပြီထိုတမာရီ အခြားမနိုင်မူကားပညာကိုပွားစီအပ်ပြီးထိုပညာမှာလဲအလွန်ကျင်းစွာဟောထားသောကြောင့်တိနာလေယံပင်မလွယ်ကူပဲရှိကြသည်ပွားစီရန်မလွယ်ကူသည်မှာ ဆိုပါပင်မရှိတော့ပြီထိုးသုံးမသော အကြောင်းကြောင့်ထိုးပညာဤအကျယ်ကို၎င်းပွားစီရန်ဘာဝနာဤကို၎င်းပြရန်အတွက် အောက်ပါမေခွန်ပြတနာအပေါင်းတို့ကို ထိုးပြအပ်၏ကာကြီးပညာဟုသည်အဘယ်နည်းခါခွေအဘယ်အနေသဘောကြောင့်ပညာမည်တနည်းကံလေထိုးပညာဤလက္ခဏာရတ္တပိစုပဋ္ဌံပဋ္ဌံတို့ကား အဘယ်သည်တို့နီးဂါကြီးပညာသည်အဘယ်မြအပြားရှိသည်နီးငါပညာကိုအဘယ်တို့ပွားစီအပ်သည်နီးစာလုံးပညာကို ပွားစေခြင်းပညာဘာဝနာ၏အကျိုးကအဘယ်နီးထိုမေကွန်းအပေါင်း၏အဖြစ်မှာအောက်ပါအတိုင်းမင်းဖြစ်သည်ကာကြီးပညာဟူသည်အဘယ်နည်းဟူသောမေခွန်း၌ပညာသည် ုသိုလ်ပညာစသည့်အားဖြင့်များသော အဖို့အဆုအကွယ်အပြားရှိသုဒ္ဓမယပညာစသည့်အားဖြင့်အထူးထူးအပြားပြားအသေးစိတ်အကွယ်အပြားရှိ ထိုအကွယ်ပြားအလုံးစုံကို ပြရန်အားထုတ်လျင်ထိုသို့သောဖြည့်ရှင်းချက်သည် အလိုရှိအပ်သောအကျိုးဝလိမပြည့်စုံနိုင်ရာထို့ပြင် ပြန်လည်လျက်မဆိုင်ရာရောက်သွားမည် မဆန်ရာရောက်သွားဖို့ရန်လဲဖြစ်လေရာဤထို့ကြောင့်ဤရာ၌လူရှိအပ်သောပညာကိုသာလင်းဆိုးကုန်အံ့ကုသိုလ်စိတ်နှင့်ရှင်သောဝိပဿနာဉာဏ်သည်ပညာမြည်ဤခါခွေအဘယ်နယ်သဘောကြောင့်ပညာမြည်သည်နီဟူသောမေခွန်း၌အပြားအဖြင့်တည်ခြင်းအ내သဘောကြောင့်ပညာမြည်ဤအပြားအဖြင့်တည်ခြင်းဟူသည်အဘယ်နီအမပြု၍တည်ခြင်း အထူးတည်ခြင်းတို့မှ ထူခြားသော အထူးထူးအပြားပြားအဖြစ်ခွဲခြား၍တည်ခြင်းပေသည်ချဲ့၍ပြာလင်းဒိညာဝိညာဉ်ပညာတို့၏အာယုံကိုတည်တည်အဖြစ်အာယုံကိုတည်ခြင်းသည်တူညီတော်လဲပညာသည်အညိုအရွှေဤသို့စသည်ဖြင့်အာယုံကိုမှတ်တည်ယုံမြတာဖြစ်၏မမြဲဆင်းရဲ အတ္တမဟုတ်ဟူသောလက္ခဏာသုံးပါးထိုးထွင်းသိခြင်းတို့ ရောက်စီရန်ကမစွမ်းနိုင်ပေဝိညာဉ်သည်အညိုအရွေဤသို့စသည်ဖြင့်အာယုံကိုလည်းသိလက္ခဏာသုံးပါးကိုထိုးထွင်း၍သိခြင်းတို့လည်းရောက်စီသို့တော်အစင်းစင်တက်၍အရိယမဉ္ဏအရိယမက်ဖြစ်ပေါ်စေခြင်းတို့ရောက်စီရန်ကမစွမ်းနိုင်ပေပညာသည်ကဆိုခဲ့ပြီးသောနည်းဖြင့် အာယုံကိုလည်းသိလက္ခဏာသုံးပါထိုးထွင်းသိခြင်းတို့လည်းရောက်စေ၏အစဉ်စဉ်တက်၍အရိယာမဲ့ဖြစ်ပေါ်ခြင်းတို့လည်းရောက်စေ၏ဥပမာဖြင့်ပြရလျင်ရှင်ငွေရပြမင်းပွဲဤဖြင်းချက်ဇပွဲကုန်၌တင်ထားအပ်သောငွေအတပြားအစုကိုရောင်းဝယ်ရေး၌အတိညာမဖြစ်သေးသောလူငယ်တယောက်ရွာသားဖြစ်သောယောက်ျားလူကြီးတယောက် ရှင်ွေရပြတ်မင်းပွဲတရဟူသောသုံးဦးသောပုဂ္ဂိုလ်တို့မြင်ကြရဝဲအယောင်းဝဲရေး၌အတိညာမဖြစ်သေးသော လူငယ်သည်ငွေတပြားတို့၏အမျိုးမျိုးအထွေထွေစမ်းကြဲခြင်းရှည်လျားခြင်းလေးတော်တန်တန်ရှိခြင်းဝိုင်းဝန်းခြင်းမြကိုသာသည့်ဤယာသည်လူတို့၏အတွင်အသုံးဆောင် အပအသုံးဆောင်ကို ရတိုက်သောယတနာဟုတမောဝသောဝုထုတုဟု၍ကမတိရွာသားဖြစ်သောယောက်ျားသည်အထူးထူးအထွေထွေစံကြဲခြင်းစသည်တို့ကိုသည်ဤရာသည်လူတို့၏အတွင်အသုံးဆောင်အပအသုံးဆောင်ကိုရတိုက်သောယတနာဟုတမောဝသောဝုထုတုဟု၍တိသို့သောဤသည်ပြာသည်ငွေစစ်သည်ဤသည်ပြာသည်ငွေတုသည်ဤသည်ပြာကထထက် ထဝက်အနစ်ရှိသောငွေဒီဟုဤသို့သောအကွဲပြားကိုကမသိရွှေရာပြမင်းပွဲကုံတဲ့ဒီကမင်းပွဲဒီကထိုအထူးအပြားပြားတို့ကို အလုံးစုံပင်သိ၏ထို့သို့သိရ၌အသည်ပြားကိုကြည့်၍လည်းသိဒီခေါအပ်တော့အသည်ပြား၏အတန်းကိုကြား၍လည်းသိအနတ်ကိုနမ်း၍လည်းသိအရသာကိုရဲ၍လည်းသိလက်ဖြင့်ချိန်ဆ၍လည်းသိဤမီသောရွာ၌သော၎င်း နိဂုံး၌သော၎င်းမြို့၌သော၎င်းတောင်၌သော၎င်းဤမီသော မြေကမ်းပါ၌သော၎င်းပြုလုအပ်သောငွေဟု၍လီတိဤမြာသောဆရာပြုလုသောငွေဟုလေးပြီတိဤကဥပမာတိတဲ့ဤတင်ညာဝိညာဉ်ပညာတို့ဤတိဘုံကိုဤဥပမာနှင့်အတူပင် ဖြစ်သည် ဟု သိရ၏ဥပမာဥပမေယနိနော၍ပြရလျင်တင်ညာသည် အညိုစသည်အဖြင့်အာယုံဤထင်ပေါ်လာသော အချင်းရာကိုသာယူတတ်သောကြောင့်အတိညာမဖြစ်သေးသော သူငယ်ဤအသည်ပြားကိုညင်ခြင်းနှင့်တူ၏ဝိညာဉ်သည်အညိုစသည်အဖြင့်အာယုံဤအချင်းရာကိုယူတတ်သောကြောင့်၎င်းထို့ပြင်လက္ခဏာသုံးပါးကိုထိုးထွင်းသိခြင်းသို့ရောက်စေတတ်သောကြောင့်၎င်းရွာသားယောက်ျားဤအသည်ပြားကို မြင်ခြင်းနှင့် တူ၏ပညာသည် အညိုစာသည်အဖြစ်၎င်းအညိုစာသည်အဖြစ်အာယုံဤအချင်းအရာကိုယူ၍လက္ခဏာသုံးပါးကိုထိုးထွင်းသို့ထိုးထွင်းတည်ခြင်းသို့ရောက်စေခြင်းဖြင့်အရိယာမဲ့ညာထင်ရှားဖြစ်ခြင်းသို့လေရောက်စေတတ်သောကြောင့်ရှင်ငွေရပြမင်းပွဲဤအတပြားကိုမြင်ခြင်းနှင့်တူ၏ထိုကြောင့်အမတ်နှင့်မိပြု၍တည်သော အချင်းအရာအထူးတည်သောအချင်းအရာတို့မှ ထူးခြားသောဤအထူးထူး အပြားပြားအားဖြင့်ခွဲခြား၍တည်ခြင်းကိုအတပြားအားဖြင့်တည်ခြင်းနဲ့ဗဇာနနာဟုတည်ရ၏ဤသို့သောတည်ခြင်းကိုပင်ရည်၍အတပြားအားဖြင့်တည်ခြင်းအ내ကြောင့်ပညာမီဟုသောဤစကားကိုငါဆိုခဲ့ပေသည်ထိုပညာသည်တင်ညာဝိညာဉ်တို့ရှိရာရာစိတ်တို့ပါတိုင်း၌ဤကံရှိခြင်းမဟုတ်ပေ ို့သောပညာဖြစ်သောအခါပညာနှင့် ရှင်သောစိတ်တို့ပနိုင်မှုကထိုသိညာဝိညာဉ်တရားတို့မှယင်းပညာကိုအတိအချာမခွဲခြားနိုင်ဤဒီကသိညာသည်ဤဒီကဝိညာဉ်သည်ဤဒီကပညာသည်ဟုအတိအချာခွဲခြား၍မရနိုင်သော ထူးခြားခြင်းရှိတိမ်မွေလိုက်မြင်နိုင်ခဲ့ဤထို့ကြောင့်ရှင်နာဂတိန်သည်မြတ်သောမင်းကြီး ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားသည်ခိုင်ရင်စွာအမှုကို ပြုခဲ့ပေသည်ဟု မိန့်တော်မူ၏ရှင်နာကတိဘုရားဘုန်းတော်ကြီးတော်မြတ်စွာဘုရားသည်အဘယ်သို့ခိုင်ရင်စွာသော အမှုကို ပြုခဲ့ပါသည်ဟု မေးလျှောက်၏မြတ်သောမင်းကြီးတခုတည်းသောအာယုန်၌ဖြစ်ကုန်သော ရုပ်တဘောအထက်တရက်မရှိကုန်သောစိတ်စေတသိက်တရားတို့၏အကျဉ်းကွဲပြားခြင်းကို ဣတိကဖတ်တဣတိကဝေဒနာဣတိကဒိညာဣတိကစေရနာဣတိကစေဟူ၍ဟောကြားတော်မူခဲ့ပေ၏ဤသို့ ခဲရင်စွာသော အမှုကိုဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသည် ပြုတော်မူခဲ့ဘေးသည်ဟုမိန့်တော်မူ၏ခန့်ငယ် ထိုပညာဤလက္ခဏာရတပစ္စုပ္ပဌံဗရဌံတို့ကအဘယ်တို့ဤဟူသောဤမေခွန်း၌ပညာသည်ယုံဏတရားတို့၏သဘောကိုထိုးထွင်း၍သိခြင်းလက္ခဏာရှိယုံဏတရားတို့၏သဘောကိုဖုံးလွှမ်းတတ်သောမောဟအဓိဟူသော အမောင်ကိုဖျက်ဆီးခြင်းကိစ္စရှိ မတွေ့မဝေးသိခြင်းဟူသောပစ္စုပ္ပဌံညာ၌ရှေးရှုထင်သော အခြင်းအရာရှိစိတ်တည်ကြည်လင်သောသူသည် ုတ်တိုင်းမှစွာတိဤမြင်းဤဟူသောဟောတော်မူသောကြောင့်တမာတိစိတ်တည်ကြည်ခြင်းသည် ထိုပညာဤဗရထံဤသောအကြောင်းပေသည်ပညာအပြားကို ပြဆိုချက်ဂာကြီးပညာသည်အဘယ်မြအပြားရှိသည်နိဟူသော မေကွန်၌ပညာသည်ယုံနံတရားတို့၏သဘောကိုထိုးထွင်း၍တည်ခြင်းလက္ခဏာအဖြစ်အကွဲအပြားမရှိတဘာတိတာသည် လောကီပညာ လောကုတ္တရာပညာအပြင်နှစ်ပါးအပြားရှိထို့အတူသာတဝပညာအနာတဝပညာစသည်အပြင်၎င်းနာမဝဝဋ္ဌာပနာပညာရူပဝဝဋ္ဌာပနာပညာအပြင်၎င်းတမနာတသဟာကိုပညာဥပ္ပခာသဟာကိုပညာအပြင်၎င်းဒတ္တနာဘူမိပညာဘာဝနာဘူမိပညာအပြင်၎င်းနှစ်ပါးသည်အပြားရှိစိန္ဒမယပညာတုဒမယပညာ ဘာဝနာမယပညာအဖြင့်သုံးပါးအပြားရှိထို့အတူပရိဒ္ဓရမဏပညာမဟဂဒရမဏပညာအဘမနာရမဏပညာအဖြင့်၎င်းအာယကောတန်လအာအပါယကောတန်လဥပါယကောတန်လအဖြင့်၎င်းဣဇတာဘိနိဝေဒပညာစသည်အဖြင့်၎င်းသုံးပါးစီအပြားရှိသစ္စာလေးပါးတို့၌ဖြစ်သော ဉာဏ်ဤအစွမ်းအားဖြင့်၎င်းလေးပါးသောပရိသံမိရာမဲ့ဤပရိသံမိရာဉာဏ်ဤအစွမ်းအားဖြင့်၎င်းလေးပါးသည်အပြားရှိ၏ထို့တွင်တဘာရီအဖို့သည်ပေါ်တွင်ထင်ရှားသောအ내ရှိ၏နှစ်ပါးအဖို့၌လောကီမတ်နှင့်ရှင်သောပညာသည်လောကီပညာမိလောကုတ္တရာမတ်နှင့်ရှင်သောပညာသည်လောကုတ္တရာပညာမိဤတို့လျင်လောကီပညာလောကုတ္တရာပညာအားဖြင့်နှစ်ပါးအပြားရှိ၏ ဒုတိယဒုံ၌အတဝောတရားတို့၏အာယုံဖြစ်သောပညာသည်သာသဝအတဝောရှိသောပညာမိ၎င်းအတဝောတို့၏အာယုံမဟုတ်သောပညာသည်အနာတဝအတဝောမရှိသောပညာမိတယုတ်တရကိုအာဖြင့်မူကားဤနှမျိုးသောပညာသည် လောကီပညာလောကုတ္တရာပညာသာလင်းဖြစ်ပေ၏အတဝောနှင့် မရှင်မူ၍အတဝောရှိသောပညာ အာတဝနဲ့လည်းမရှင်းအာတဝလည်းမရှိတော့ပညာဤသို့စအစရှိသောဒုဒ္ဒနဲ့လည်းဤသို့ပင်သိရ၏ဤသို့လည်းရင်သာတဝပညာအနာတဝပညာစသည်အဖြစ်နှစ်ပါးအပြားရှိတတိယဒုနဝိပဒနာကိုအထုလို့သောပုဂ္ဂိုလ်ဤနာမခန္ဓာ၄ပါးတို့ကို ပိုင်းခြားသောပညာသည်နာမဝဝဋ္ဌာပနာပညာမည်ရူပခန္ဓာကိုပိုင်းခြားသောပညာသည်ရူပဝဝဋ္ဌာပနာပညာမည် ဤတို့လျင်နာမဝဝထာပနာပညာရူပဝဝထာပနာပညာအပြည့်နှစ်ပါးအပြားရှိ စတုကဒုံ၌စတုထဒုံ၌သောမနတသဟကုကာမဝဆရကုသိုလ်စိတ်နှစ်ခုတို့၌၎င်းပိစကနိအယဇန်၄ပါးအပေါင်းနှင့်ရှင်သောမက်စိတ်၁၆ခုတို့၌၎င်းပညာတိသောမနတသဟကုပညာမိဥပိ္ခာသဟကု ကာမဝဆရစိတ်နှစ်ခုတို့၌၎င်းပိစမဇာနှင့်ရှင်သောမက်စိတ်လေးခုတို့၌၎င်းပညာသည် ဥပေက္ခသဟာကိုပညာမီဤတို့လည်းယင် သောမနာတသဟာကိုပညာဥပေက္ခသဟာကိုပညာအဖြစ်နှစ်ပါးပြရှိပိစမတို့၌ပထမမက်၌ပညာသည်ဒသနဘူမိနိဗ္ဗာန်ကို မြင်သော အစဉ်၌ပညာမီကျွင်းသောမသုံးပါး၌ပညာသည် ဘာဝနာဘူမိပွားဆရာသောအစင်၌ပညာမီဤသို့လျင်တတနာဘူမိပညာဘာဝနာဘူမိပညာအဖြင့်နှပါပြရှိ တိတ်တို့တွင် ပထမတိတ်၌သူတစ်ပါးထာမညွှန်ကြားချက်ကို မကြားရမူ၍ရသောပညာသည်မိမိကြံစီခြင်းမြဤအစွာအဖြင့်ပြီးသောကြောင့်စိန္ဒမယပညာမီသူတစ်ပါးအထာမညွှန်ကြားချက်ကိုကြား၍ ရသောပညာသည်ကြားဘူးသောတုဒ္ဒ၏အစွမ်းအားဖြင့်ပြီးသောကြောင့်တုဒ္ဒမယပညာမည်သူတစ်ပါးထာမကြားရသည်ဖြစ်စေမကြားရသည်ဖြစ်စေတည်ဆုံးတစ်ခုသောအချင်းအားဖြင့်ဘာဝနာ၏အစွမ်းအားဖြင့်ပြီးသောအပ္ပနာသို့ရောက်သောပညာသည်ဘာဝနာမယပညာမည်ထို့ကြောင့်ထိုသုံးပါးသောပညာတို့တွင်စိန္ဒမယပညာသည်အဘယ်နည်းပညာဖြင့်စီရင်အကုန်သော အမှုအရာတို့၌သော၎င်းပညာဖြင့်စီရင်အကုန်သော အတ္တပညာတို့၌သော၎င်းပညာဖြင့်စီရင်အကုန်သောစေပညာစသောဝိဇာဌာနတို့၌သော၎င်းကမ္မတကဒဉာဏ်သော၎င်းကမ္မတကဒဉာဏ်တော်ဤဖြစ်သောယုတ်ဒီမမြဲဟု၍၎င်းဝေဒနာသည်ဝေဒနာသည်တင်ညာသည်သင်္ခါရတို့သည်မမြဲကုန်၍လတ်တော်၎င်းဝိညာဉ်သည်မမြဲကုန်၍တော်၎င်း ဖြစ်သောတစ္ဆာနုလောမိကညံတော်လေဖြစ်သောဤသို့သဘောရှိသော အမှုရာသတိတို့နှင့်လျော်သောအကျင့်တို့ရောက်သောအကျင့်တို့သောရှုဆွမ်းနိုင်သောခန္တီညာကို၎င်းမြင်တတ်သောဒိဋ္ဌိညာကို၎င်းနှစ်သက်သောရုစီညာကို၎င်းတည်သောမုတိညာကို၎င်းရှုသောပိက္ခညာကို၎င်းကာမယရဏစသောတရားတို့ဤအရှုခံဖြစ်ကြောင်း အရှုခံကြောင်းဖြစ်သောဓမ္မနိတိဇာနာခန္တီညာကို၎င်းသူတပါထမ်းမှညွှန်ကြားချက်ကို မကြားရပဲယာညာအံဤအတိညာကိုစိန္ဒမယပညာဟုဆိုအပ်၏သူတပါထမ်းမှညွှန်ကြားချက်ကြား၍ယာညာအံဤအတိညာကိုသူတမယပညာဟုဆိုအပ်၏တမပတ်သို့ရောက်ပြီးသောပုဂ္ဂိုလ်သည် အလုံးစုံသောပညာသည်ဘာဝနာမယပညာမိဟုသော ဤစကားကိုဟောတော်မူ၏ဤသို့လေရင်သူတမယစိန္ဒမယသူတမယဘာဝနာမယအဖြင့်သုံးမအပြားရှိ၏ဒုတိယတိတ်၌ကာမဝဆရတရားတို့ကို အာယုပြု၍ဖြစ်သောပညာသည် ပရိဒါရမဏပညာမီရူပဝဆရအာရူပဝဆရတရားတို့ကိုအာယုံပြု၍ဖြစ်သောပညာသည်မဟကတာရမဏပညာမီ၎င်းပညာနှစ်ပါးသည် လောကီဥပဒနာပေသည် နိဗ္ဗာန်ကိုအာရုံပြုရဖြစ်သောပညာသည် အပမနာရမနာပညာမည်။၎င်းပညာသည် လောကုတ္တရာဝိပဿနာမည်ပေ၏။ဤသို့လျှင်ပရိဒါရမနာပညာမဟာကတာရမနာပညာအပမနာရမနာပညာအပြင်သုံးပါးပြားရှိ။တတိယဒိဋ္ဌိအာယမည်သည်ကားကြီးပွားခြင်းပင်ဒီထိုကြီးပွားခြင်းသည်အကျိုးမဲ့အကျိုးမဲ့ဤဆုပ်ယုပ်ခြင်းအကျိုးစီးပွားဤဖြစ်ခြင်း အပြင်နှစ်ပါးပြားရှိ ထိုနှစ်ပါးသော ကြီးပွားခြင်း၌လိမ္မာခြင်းသည်အာရကောတန်လာမီဤကဲ့သို့ဟောတော်မူသည်နီဟုထိုသုံးပါးသော ကောတန်လာညံတို့တွင် အာရကောတန်လာကြီးပွားခြင်း၌လိမ္မာကျွမ်းကျင်ခြင်းသည်အဘယ်နည်းဤတရားတို့ကိုနှလုံးသွင်းသောငါအာမဖြစ်သေးသောအကုသိုလ်တရားတို့သည်လီမဖြစ်ပေါ်လာကုန်ဖြစ်ပြီးသောအကုသိုလ်တရားတို့သည်လီ ပျောက်ကင်းကုန်၏တနည်းအားဖြင့်ဤတရားတို့ကိုနှလုံးသွင်းသောငါအားမဖြစ်သေးသော ကုသိုလ်တရားတို့သည်လိဖြစ်ပေါ်လာကုန်၏ဖြစ်ပြီးသော ကုသိုလ်တရားတို့သည်လွန်စွာဖြစ်ခြင်းငါပြန်ပွားခြင်းငါဘာဝနာပြည့်စုံခြင်းငါဖြစ်ကုန်၏ဟူ၍ထိုအကုသိုလ်မဖြစ်စေခြင်းစသည်၌အကျဉ်သို့သောပညာသည် အပြားဖြင့်တည်ခြင်းသည် မတေဝေခြင်းသည် တရားတို့ကိုစီစစ်ခြင်းသည် မှန်စွာမြင်သောတမ္မာဒိဋ္ဌိဖြစ်၏ဤသို့သောအတိညာန်ကို အာရကောတံလကြည်ပွားခြင်း၌ကျွမ်းကျင်လေးမှခြင်းဟု၏ဆိုအပ်ဟိဟုဟောတော်မူ၏ထိုမှဓဘာအပါယမိဒီကမကြည်ပွားခြင်းပျက်စီးခြင်းပင်ဒီထိုပျက်စီးခြင်းသည်ဒီအကျိုးစီးပွား၏ဆုပ်ယုပ်ခြင်းအကျိုးမဲ့ဖြစ်ပေါ်ခြင်းအပြင်နှစ်ပါးပြားရှိထိုနှစ်ပါးသောပျက်စီးခြင်း၌ကျွမ်းကျင်လိမ္မာခြင်းသည် အပါယကောတံလမိအဘဲတို့ဟောတော်မူသည်ဟူမူကားထိုသုံးပါသောကောတံလတို့တွင်အပါယကောတံလပျက်စီးခြင်း၌ကြွန့်ကျင်လိမ္မာခြင်းသည်အဘဲနီးဤတရားတို့ကိုနှလုံးသွင်းသောငါအာမဖြစ်သေးသောကုသိုလ်တရားတို့သည်လိမဖြစ်ပေါ်လာကုန်ဤတို့စသည်ဖြင့်ဟောတော်မူ၏အလုံးစုံသောကိစ္စတို့၌ထိုးထိုးစီးပွားချမ်းသာတရားတို့၏ဥပါယ မိကုံသော ဖြစ်ကြောင်းနိလန်တို့၌ထိုခနာချင်းဖြစ်သောချက်ချင်းဖြစ်ပေါ်လာသောကျွမ်းကျင်လိမ္မာသောအတိညာန်သည်ဥပါယကောတန်လမိဤကဲ့သို့ဟောတော်မူသည်နီဟုမူထိုတို့ကိစ္စတို့၌အကြောင်းမှန်ကိုသိသောအလုံးစုံသောပညာသည်ဥပါယကောတန်လမိဟုဟောတော်မူ၏ဤတို့လည်းယင်အာယကောတန်လအပါယကောတန်လ ဥပါယကောတံလာအာဖြင့်သုံးပါးပြားရှိသရုတ်တာထိတ်၌မိမိခန္ဓာတို့ကိုယူလျက်ရှုလျက်အာထုဆပြုသောဝိပဿနာပညာသည်အစ္ဆတာဘိနိဝေဒပညာမီသူတစ်ပါးခန္ဓာတို့ကိုတော်၎င်းတတဝါဤခန္ဓာမှ ပြင်ပဖြစ်သောအိန္ဒြေနှင့်မဆက်သော အနိန္ဒရိယဗရယုတ်ကိုတော်၎င်းယူလျက်ရှုလျက်အာထုဆပြုသောဝိပဿနာပညာသည် ဗိဓာဘိနိဝေဒပညာမိအစ္ဆတဗိဓာနှစ်ပါးစုံကို ယူလျက်ရှုလျက်အာထုဆပြုသောဝိပဒနာပညာသည်အစ္ဆတဗိဓာဘိနိဝေဒပညာမိဤသို့လျင်အစ္ဆတဘိနိဝေဒပညာစသည့်အဖြစ်သုံးပါးပြားရှိစဒုက္ခတို့တွင် ပထမစဒုက္ခ၌ဒုက္ခသစ္စာကို အာယုံပြု၍ဖြစ်သောဉာဏ်သည်ဒုက္ခ၌ဉာဏ်မြည်၏ ဒုက္ခသမုဒိယသစ္စာကိုအာယုံပြု၍ဖြစ်သောဉာဏ်သည်ဒုက္ခသမုဒိယ၌ဉာဏ်မြည်ဒုက္ခនិရောဓသစ္စာတို့ကိုအာယုံပြု၍ဖြစ်သောဉာဏ်သည်ဒုက္ခនិရောဓ၌ဉာဏ်မြည်ဒုက္ခនិရောဓတို့ဆက်ရောက်သောအကျင့်ဖြစ်သောမဂ္ဂသစ္စာကိုအာယုံဖြစ်သောအာယုံပြု၍ဖြစ်သောဉာဏ်သည်ဒုက္ခនិရောဓတို့ဆက်ရောက်သောအကျင့်၌ဉာဏ်မြည်ဤသို့လည်းရင်၄ပါးသော တစ္ဆာတို့၌ဉာဏ်ဤအစွမ်းအပြင်၄ပါးအပြားရှိဒုတိယစတုက္က၌၄ပါးသောပရိသံမိတာတို့မြည်ဒီကားအကျိုးစသည်တို့၌အထူးအားအထူးအပြားကိုတည်သော၄ပါးသောဉာဏ်တို့သည် ထို့ကြောင့်အကျိုး၌တည်သောဉာဏ်သည်အတ္တပရိသမ္ပိဒာမိအကြောင်း၌တည်သောဉာဏ်သည်ဓမ္မပရိသမ္ပိဒာမိထိုအကျိုးအကြောင်းတို့၌ဖြစ်သောတဘာဝနိရုဒ္ဓိမှန်ကန်သော ဘာသာတရာကိုပြောဆိုရ၌တိသောညာသည်និရောဓိပရိသမိဓာမိညာတို့၌တိသောညာသည်ပရိဘာနာပရိသမိဓာမိဟူ၍ဤစကားကိုဟောတော်မူ၏သာတုသာတုသာ